မိတ်ဆွေတို့စားသုံးနေကြတဲ့ကြက်ဥတချို့ကကြက်ချံတွေကနေရရှိလာတာမဟုတ်ပါဘူးဒီကြက်ဥတွေကိုတော့တရုတ်နိုင်ငံမှာရှိတဲ့ကျေးလက်ဒေသကစက်ရုံငယ်လေးတွေကနေရရှိလာတာဖြစ်ပါတယ်ကြက်ဥအတုကိုပြုလုပ်ရတဲ့လုပ်ငန်းစဉ်ကတကယ့်ကိုကြောက်စရာကောင်းလာပါတယ်သူတို့ကကြက်ဥကကိုအတုခိုးဖို့အတွက်ကြီးလင်းတဲ့ဓာတုဘေးတစ်စည်းတစ်မျိုးကိုအသုံးပြုကြပါတယ်ပြီးရင်တော့ကြက်ဥနှစ်ရဲ့အသားအနေထားကိုဖန်တီးဖို့အတွက်နောက်ထပ်စည်းတစ်မျိုးကိုရောစက်လိုက်ကြပါတယ်ပြီးရင်တော့အနှစ်တွေကိုပုံသွင်းထားတဲ့ခွက်လေးတွေကိုလောင်းထည့်ပြီးကြက်ဥကအတုကိုပပတ်လေကနေလိုက်ပြီးထည့်သွင်းလိုက်ကြတာဖြစ်ပါတယ်ပြီးရင်တော့ထုံးတွေကိုကြက်ဥအခုံပုံစံဖြင့်ပြုလုပ်လိုက်ကြပြီးကောတုတ်ကပိတ်လိုက်ကြပါတယ်ဒါကြောင့်နောက်ဆ ုံးမှာတော့ပုံမှန်တန်ထန်အားဖြင့်တူညီတဲ့ကျက်အိုးတုတွေကိုရရှိလာပါတယ်ကျက်အိုးတုတွေမှာဆိုရင်လေးလံတဲ့ခံစားမှုရှိပြီးတကယ်ကျက်အိုးစစ်တွေရဲ့ပုံစံတိုင်းခွဲခြားမရအောင်တူညီနေတတ်ပါတယ်ဒါကြောင့်ဒီကျက်အိုးတုတွေကိုကြော်စားစားပြုတ်စားစားအရသာရောအသားရောင်နေထားပါခွဲခြားဖို့ခဲရင်လာပါတယ်ဒါကြောင့်မိတ်ဆွေတို့ကတတိမထားမိလိုက်တဲ့အချိန်မှာပဲဓာတုပစ္စည်းတွေကိုနေ့စဉ်စားသုံးမိနေတာဖြစ်ပါတယ်ကျက်အိုးတုတလုံးကိုပြုတ်လို့ဖို့အတွက်အချိန်3မိနစ်လောက်ပဲလိုအပ်ပါတယ်ဒါကြောင့်တရက်ကိုကျက်အိုးတုအမြောက်များထုတ်လုပ်နိုင်ကြပါတယ်ဒါကြောင့်မိတ်ဆွေတို့ဝယ်ယူစားသုံးနေတဲ့ကျက်အိုးတွေကပြင်ပပေါက်ဈေးထက်ဈေးချိုနေပြီဆိုရင်ဒါကတခုခုတော့မိုင်းနေပြီဆိုတာကိုတတိထားကြဖို့လို ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ချက်ဥဝယ်ယူရမယ်ဆိုရင်ယုံကြည်ရတဲ့ဆိုင်တွေကနေဒါဝယ်ယူကြဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဈေးသက်တာတာကိုဒါရွေးချယ်မိမယ်ဆိုရင်တော့နောက်ဆက်တွဲအနေနဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်လို့ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တင့်မြန်မာကိုလိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်။